မရင်ငယ်ပေမဲ့နာမည်ကြီးတဲ့အမ်ဘိုလင်းအမ်ဘိုလင်းဆိုတာကအင်္ဂလန်နိုင်ငံကဘီယင်ကြီးဟင်နရီရှိရဲ့မိဖုရားတစ်ပါးဖြစ်ပါတယ် သူဟာဗဟမာကြီးအဲလစ်ဘက်ဝမ်ရဲ့မိခင်လည်းဖြစ်ပါတယ်။ဒီနေ့မှာတော့အမ်ဘိုလီနေရာမှာတရုတ်ဆောင်တွေသွားကြတဲ့မင်းသမီးတွေရဲ့အကြောင်းကိုပြောသွားမှာဖြစ်ပါတယ်။ဒီမင်းသမီးတွေကဘယ်သူကအမ်ဘိုလင်းဆိုတဲ့ကာရိုက်တာနဲ့လိုက်ဖက်လဲဆိုတာကိုလည်းအောက်မှာမှတ်သွားခဲ့လို့ရတယ်နော်။နံပါတ်၁ကဟယ်လီနာဘိုဟန်ကာတာဖြစ်ပါတယ်။သူကတော့ Henry VIII ဆိုတဲ့ movie မှာတရုတ်ဆောင်ထားပါတယ်။နံပါတ်၂က Netherlands Doma ဖြစ်ပြီးတော့ The Tudor TV series မှာပျောင်မြောက်လာတဲ့တရုတ်ဆောင်ချက်တွေနဲ့အတူ နာမည်ကြီးပါတယ်။နံပါတ်3ကတော့ Netherline Portman ဖြစ်ပြီးတော့ The Other Bowling Girl ဆိုတဲ့ movie မှာ Scarlett Johansson နဲ့အတူပါဝင်သရုပ်ဆောင်ထားပါတယ်။နံပါတ်4ကတော့ Tara Brenner ဖြစ်ပြီးတော့ The Last Day of Anne Boleyn ဆိုတဲ့ဇာတ်ကားမှာသရုပ်ဆောင်ထားပါတယ်။နံပါတ်5ကတော့ Jodie Turner Smith ဖြစ်ပြီးတော့သူဟာအမိုလီနီယာမှာတရုပ်ဆောင်တဲ့တူးသီးသောလူမဲတရုပ်ဆောင်လည်းဖြစ်ပါတယ်။ ကဲအဲ့ဒါဆိုလို့ရှိရင်တော့ဘသူနဲ့ live ဖတ်ဆုံးလို့ထင်ကြလဲအဆုံးထိကြည့်ရှုပေးလို့ကျေးဇူးတင်ပါတယ်။ကြိုက်နေတတ်တယ်ဆိုလို့ရှိရင် like and subscribe နဲ့လုပ်ဖို့မမေ့နဲ့ဦးနော်။